အလုံးမဲမင်္ဂလာပါရှင်ငါမင်းမြန်မာစာချန်နယ်ကနေထမှန်ကြိုဆိုလိုက်ပါရစေမြန်မာစာပေမြန်မာစကားမြန်မာယဉ်ကျေးမှုစားတွေမြန်မာမှုထွေးထွေးကိုလေ့လာကြရင်တော့ subscribe လုပ်ပြီး notification လောင်းလေးကိုနှိပ်ထားပေးဖို့မမေ့ပါနဲ့နော်ဒီကနေ့သတင်းချက်လက်နဲ့ဤပညာခေကြီးမှာကျမတို့တွေဟာကမ္ဘာနဲ့ရေမောင်းတမ်းပြီး social media တွေဖြစ်တဲ့ Facebook, TikTok, YouTube, Instagram လေ WhatsApp, Viber, Messenger အစုံနှီးလန်ပေါင်းစုံကိုသုံးပြီးမိသားစုတငယ်ချင်းကအစနိုင်ငံတကာအထိကုလူဆက်သွယ်နေကြသူတွေကြီးဖြစ်ပါတယ် အဲ့ဒီလိုဆက်သွဲကြရမှာကိုယ့်ရဲ့အတွင်းခန်းစားချက်ကစားလို့နိုင်ငံရေးစီးပွားရေးလိုကန်တာတွေအထိစားတလုံးဝယ်ကြတဲ့ကြောင်းကနေစားတစ်ပိုက်စားတစ်ပုတ်အထိတူတူနဲ့တမျိုးရှိရှိနဲ့တသွဲကျမတို့မျှဝေရေးသားဖော်ပြတတ်ကြပါဗျာ။ အဲ့ဒီလိုမြန်မာစာမြန်မာစကားကိုသုံးစွဲရေးသားကြရမှာတိမောအဖြစ်အလီမထားမိတာကြောင့်ရေးသားပြည်ရင်ချွတ်ချော်လာပြီးဖြစ်တဲ့သုံးများသလောက်အမှားများနေစေဝါရတချို့ရဲ့တပ်ပုံတွေရဲ့ပြည့်ရစ်စားတဲ့ခွေသားတွေရဲ့တတိမူကယူပြတဲ့အချက်တချို့ရဲ့ကိုဒီကနေ့၅မိနစ်မြန်မာစာ channel ရဲ့မြန်မာမာတဲ့မြန်မာစာကန်တာကနေတင်ဆက်ပေးထားတာမို့ကျွန်မနဲ့အတူအဆုံးထိနာဆင်ကြည့်ရှုပေးဖို့တိုက်တွန်းလိုက်ပါရစေရှင် သုံးများသလောက်အမားများတဲ့စကလုံးဟာကြီးညာဖြစ်ပြီးညရေချအစားငါရက်ရည်ရေချကိုသုံးပြီးကြီးညာလို့မာရင်ရေးတာကြတာပါမြမပိတန်ရကြီးညာဟာနန်းအနေနဲ့ဆိုအောက်ရက်နေအထက်ရက်အရာခသိန်းလို့အနေရပြီးကရိယာအနေနဲ့ဆိုတရင်စကားအစားဒီကိုအများကြသည့်အောင်လုပ်သည်လို့အနေရပါတယ်ကြီးညာကျဲကြီးညာစာရန်ကြီးညာစာဆိုတဲ့အုံမျိုးတွေမှာအများအပြားတွေ့ရပါတယ် ကျော်ညာကတော့ကရိယာအနေနဲ့ဆိုအော်ဟစ်တီသတင်းစကားစသည်ကိုလူအများကြားသိအောင်လုပ်သည်လို့အနေရပြီးနန်အနေနဲ့ဆိုအများသိအောင်လုပ်ရသောအရေးသားစသည်လို့အနက်ဖွင့်ပြီးစီကျော်ညာရုပ်ရှင်ကျော်ညာတွေကိုနမူနာဖော်ပြထားပါတယ်အမိန်ကျော်ညာစာလူပြောက်ကျော်ညာဆိုတဲ့အသုံးမျိုးတွေကိုအများပြားတွေ့နိုင်ပါတယ်ကြညာနဲ့ကြညာဟာကရိယာအနေနဲ့အနက်ဖွင့်စင်တူတဲ့အပြင်ညာနဲ့ညာဟာလည်းအတန်တူတာကြောင့်ကြညာလို့မာရင်းရေးသားနေကြတာဖြစ်ပါတယ် ဒါပေမဲ့မြန်မာဘာသာရေးထုံးမှာကြီးညာမရှိတာကိုအထူးသတိပြုပြီးမှန်ကန်တဲ့သဘောရေးထုံးကိုသာရေးသားသုံးဆွေးရမှာဖြစ်ပါတယ်ရှင်။အတုံးများသလောက်အမှားများတဲ့စကားလုံးကိုထပ်ပြရရင်တော့ခုနှစ်လို့ဖတ်ရတဲ့ဟာထုမပါတဲ့ခုနှစ်နဲ့ဟာထုပါတဲ့ခုနှစ်ပါ။ မြမပြည်တံမှာခုနှစ်ကို6နှစ်ရှိကြရှိအရေးတွက်လို့ဖော်ပြထားပြီးဂိမ်းအရေးတွက်ခုနှစ်ရှိတဲ့ခုနှစ်စင်ကျဲလိုမျိုးခုနှစ်ထွေကားလိုမျိုးအပြင်ခုနှစ်ပေါင်းခုနှစ်ရသားသမီးခုနှစ်တန်ကြီးတို့လိုစကလုံးတွေမှာပါဟာထုမပါတဲ့ခုနှစ်ကိုသုံးဆွဲရေးသားနိုင်ပါတယ် အထုပါတဲ့ခုနှစ်ကတော့ခုရဲ့အနက်ဖွင့်ဖြစ်ပြီးအစဉ်တိုင်းရည်တွဲမှတ်သားခဲ့သောနှစ်အရေးအတွက်ခုနှစ်ဖြစ်ပါတယ်။ဒါကြောင့်တုံညာနဲ့မဆုံတဲ့ခုတွေအတွက်မြန်မာတက္ကသိုလ်1389ခုနှစ်၊သာသနာတော်နှစ်2568ခုနှစ်၊ခရစ်နှစ်2025ခုနှစ်လို့ရည်သားသုံးစွဲနိုင်ပါတယ်။တကယ်လို့ရောက်စဲခုနှစ်ဟာတုံညာနဲ့ဆုံခဲ့ရင်တော့ပြည့်နှစ်လို့သုံးစွဲရမှာဖြစ်ပါတယ်ရှင်။ မြန်မာစာမြန်မာစကားနဲ့လက်ပွန်တတိရှိသူတိုင်းသိပြီဖြစ်တဲ့ဆိုရုပ်တခုကရှိတော့အမှန်ဖတ်တော့အတန်ဖြစ်ပါတယ်မြန်မာစာကိုရေးသားတဲ့အခါစလုံးမောင်းတပ်ပုံနဲ့ညီအမှန်တိုင်းရမှာဖြစ်ပေမဲ့ဖတ်တဲ့အခါမှာပြောလေးဆိုလေးရှိတဲ့အတန်တွေအတိုင်းဖတ်ရတာပါဒါကြောင့်တနာကျင်နာချင်းလို့အနေရတဲ့ဂယုနာဟာဂယုနာလို့ကာကြီးနဲ့ရမှာဖြစ်ပြီးခေါငယ်နဲ့ဂယုနာလို့ရေးရင်တော့တပ်ပုံအမှားပဲဖြစ်ပါတယ် အဲ့ဒီလိုပဲခေဆက်ဆက်မတန်းတင်ခံရသောစာပေလိုအနက်ဖွင့်နဲ့ကန်တဝင်းဟာကန်ထဝင်းလိုနာငယ်အောက်ကထဆင်တူနဲ့ရေးရမှာဖြစ်ပြီးနာငယ်အောက်တာဝင်းဘူးနဲ့ရေးရင်တော့တပ်ပုံအမှားပဲဖြစ်ပါတယ်။အလားတူပဲလူစုလူဝေးလိုအနေရတဲ့ပရိသတ်ကိုလည်းပီးတက်လူရေးမှသာတပ်ပုံအမှန်ဖြစ်တာမို့ရေးခါမကျန်းပြောခါချမ်းဆိုတာကိုတတိချက်ရေးသားသုံးဆွဲစေချင်ပါတယ်ရှင်။သုံးများသလောက်အမှားများတဲ့စကားလုံးကိုထပ်ပြရရင်တော့စက်တမပါတဲ့အမှားဖြစ်ပါတယ် နွားမြင်းစာရာတွေလိုတရိษံအမာတွေအတွက်စာသက်မပါတဲ့အမာကိုအသုံးပြုရတာဖြစ်တာကြောင့်ကိုထက်အသက်ကြီးတဲ့လူမိန်းမကိုရည်ညွန်းခေါ်ဝေါ်ခြင်းရင်တော့စာသက်သေးပြီးအမာလိုရည်မာတာတပ်ပုံအမှန်ဖြစ်ပါတယ်မြမပြည်တန်ကတော့အမာကိုညီအကိုမောင်နှမတွင်အကြီးဆုံးဖြစ်သောမိန်းမလို့နာအနက်ဖွင့်ပါရရှင်ရေစိတ်ရေမန်း အမန်မမနာစားတဲ့ရေးချပါတဲ့မန်စကလုံးတွေကိုမြင်ရတွေ့ရပန်များတာကြောင့်တာမန်နဲ့တာမန်ကရှန်ကစကလုံးတွေကိုရေးရမှာရေးချပူလာတတ်တာကိုတတိပြုရှောင်ရှားရပါမယ်။ဒါပြင်အာယုံဆိုတဲ့အတုံးတော်တော်များများကိုပြောရရေးရပန်များတာကြောင့်လေအတန်တွဲစင်တူတဲ့အာယုံပါတယ်အာယုံချင်းအာယုံစွန်အာယုံတက်ဆိုတဲ့စကလုံးတွေမှာပါတဲ့အာကိုရေးချပို့ထည့်တတ်တာကိုလည်းတတိပြုရှောင်ရှားရပါမယ်ရှင် မြန်မာစာရေးသားမှာပြင်းနဲ့ရောနေတဲ့တရားကိုတတ်ထားကြောင်းဖော်ပြတဲ့အသက်ဆိုတဲ့ရေထုံးတစ်ခုရှိပါတယ်။အဲ့ဒီအသက်ကိုတကွန်တင်ဂီတာနဲ့ပြီးအထက်ကပြရတာဖြစ်ပြီးအဲ့ဒီတင်ဂီတာကိုပဲအသက်လို့ခေါ်တာပါ။ဒီတက်တက်ပေါ်တကွန်လွှားရတာကအခက်အခဲမရှိလာပေမယ့်ယောက်ျားလိုစကလုံးမှာတော့ကပြီးတက်တက်မဟုတ်တော့ပဲကကြီးရပ်ပင်ပြီးတွေဖြစ်နေတာကိုတွေ့ရမှာပါ။ဖုန်းတွေကွန်ပျူတာတွေမှာစာရိုက်တဲ့အခါကာကြီးရပ်ပင်ပြီးမှအသက်တကွန်ကိုရိုက်တာကြောင့်အသက်တကွန်ဟာကာပြီးပေါ်ရှိမနေတော့ဘဲရပ်ပင်ပေါ်ကိုရောက်ပြီးနေရာလွယ်သွားပါတယ်။ ဒါကြောင့်ကာကြီးပေါ်အသက်တင်ပြီးမှသာရပင်းကိုရိုက်ရင်ရေးရင်တော့ရေထုံအမှန်ဖြစ်သွားပါလိမ့်မယ်။ဒိုနီတူတင်ချမှာပါတဲ့ခါပေါ်ကငတ်သက်အသေးလေးတနည်းကင်းစည်းကိုလည်းရပင်းပေါ်မရောက်ပဲခါခွေးပေါ်မှာပဲရှိအောင်ရိုက်မှရေးမှသာရေထုံအမှန်ဖြစ်ပါမယ်ရှင်။ကျမတို့မြန်မာတွေရဲ့နှုတ်ခွန်းဆက်စကားဖြစ်တဲ့မင်္ဂလာပါကိုအခုနောက်ပိုင်းကပေါ်မှာကင်းစီငတ်သက်သေးလေးအစားတခွန်သင်္ကေတအသက်တခုတည်းကိုပဲသုံးပြီးမက်လာပါလို့အတော်များများရေးလာကြတာကိုတွေ့ရပါတယ် မက်ကိုမြမပီတန်းကနန်းနေနဲ့လမ်းကြောင်းကိလေသာကိုပယ်၍နိဗ္ဗာန်ကိုအာရုံပြုနိုင်သောလမ်းကြောင်းမက်စိတ်လိုအနက်ဖွင့်တာကြောင့်မက်လာပါဟာဆိုလိုခြင်းနဲ့အနက်မရှိတဲ့အတိတ်ပဲမဲစကလုံးသက်သက်ပါဒါကြောင့်မင်္ဂလာရှိအောင်မင်္ဂလာဆောင်ရင်ပဲဖြစ်ဖြစ်မင်္ဂလာကြီးမင်္ဂလာစွန်မင်္ဂလာဦးမင်္ဂလာပါဆိုတဲ့စကလုံးတိုင်းကိုကာငယ်ဘောခင်းစီနယ်ပဲရှိဖို့ကိုတတိပြုရပါမယ်ရှင်။ မြန်မာစာရေးသားရင်တခါတလေပါလာတတ်တဲ့ပုံသဏ္ဍာန်တရားရှိတဲ့သရသင်္ကေတာတွေဖြစ်တဲ့အခရာဦးနဲ့အခရာအောဟာဖုန်းတွေကွန်ပျူတာတွေနဲ့စာစီစာရိုက်လုပ်တဲ့အခါညာကလေးတာရရင်နဲ့မှာယွင်ပြီးရိုက်တတ်ရေးတတ်ပါတယ်ဝေပြတာကိုသတိပြုမိရင်တော့အခရာဥပေါ်အသက်တင်မိတာမျိုးအခရာဩကိုတာရရင်နဲ့မှားရိုက်မှားရည်မိတာမျိုးကိုရှောင်ရှားနိုင်မှာဖြစ်ပါတယ်။ဒါပြင်ပြီ33လုံးမှ12လုံးမြောက်အခရာဖြစ်တဲ့ထာဝံဘေကိုအခုနောက်ပိုင်းငါဟာထုတ်ပြီးတွင်နဲ့မှားယွင်းရေးသားလာတာကိုတွေ့ရပါသေးတယ်။ ထာဝန်ဘေးဟာမြမစာရေးသားမှအသုံးနေတဲ့အခရာဖြစ်ပြီးဌာနဌာနီဌာပနာတတိထန်တို့လိုစကလုံးတွေမှာပဲသုံးစွဲရေးသားပါတယ်။ဒါကြောင့်ဝီငှငါယံငှဲ့ငှဲ့ငပြောစာရာရင်းနဲ့ဆက်ဆက်စကလုံးတွေမှာငါဟာထူကိုပဲသုံးစွဲရေးသားရမယ်ဆိုတာကိုတတိပြုရပါမယ်ရှင်။ မြန်မာစာရေးသားမှပြည်တွင်းသင်္ကေတတခုဖြစ်တဲ့ဟာထူပါရာမပါရာကလည်းရေးသားတုံဆွဲတဲ့စကလုံးရဲ့တပ်ပုံနဲ့အ내ကိုပြောင်းလဲစေနိုင်တာတတိပြုရမှာပါအမားများတဲ့လှင်နဲ့လှရင်ဟာအ내ရောသဒါသုံးပါမတူတာကိုအခုလိုတွေ့နိုင်ပါတယ် အထုံးမပါတဲ့လျင်လင်ဟာကရိယာသုံးဖြစ်ပြီးမြန်သည်ပါဏသွက်လက်သည်ကျင်လေသည်လို့အနေရပေမယ်ဟထုပါတဲ့လျင်ရင်ကတော့တမနာနေနဲ့ဆိုရင်အကြောင်းအရာတစ်ခုသည်အခြားအကြောင်းအရာတစ်ခုကိုမိ၍သားလျင်ဖြစ်မိအကြောင်းဆက်ဆက်ညွန်ပြသောစကားလုံးလို့အနေရတာကြောင့်နမူနာပြရရင် မိုးရွာလျင်ပြိုသားမည်တို့လိုတင်ကောင်းလျင်ကျွန်ုပ်မဆိုးပါတို့လိုဝကြရီမှာပါတဲ့အုံမျိုးဖြစ်ပါတယ်။တကယ်လို့ပစ္စည်းအနေနဲ့သုံးရင်တော့ရေအတွက်ကိုအတီးကြပြခြင်းဖြစ်လေးနဲ့စီသောစကလုံးလိုအနေရတာကြောင့်တူးလျင်တစ်ခုစီတို့လိုတအင်းတောင်းလျင်လူတယောက်ကြစီတို့လိုအုံမျိုးမှာတွေ့နိုင်ပါတယ်ရှင်။တုံများတလောက်အမားများပြန်တဲ့နောက်စကလုံးကတော့ဟာထူမပါတဲ့လွတ်နဲ့ဟာထူပါတဲ့လွတ်ပါပဲလွတ်ဟာ ကရိယာနေနဲ့တစုံတရာမရှိကင်းမဲ့သည်လက်သည် ချုပ်ချယ်မှုညှိတွဲမှုစသည်တို့မှာကင်းသည်လို့အ ਨੇ ရသလိုဗန်စကားအနေနဲ့စီကံအထင်အကောမဲ့သည်လို့လည်းအ ਨੇ ရတာကိုဇရာလွတ်တော်ရိုင်းမြင်းလွတ်တော်ဂိုင်းဆိုတဲ့စကားရမှာတွေ့နိုင်ပါတယ်ရှင်။အထူးမပါတဲ့လွတ်နဲ့သုံးဆွဲရေးသားရတဲ့ဝါဟာရတွေကတော့လွတ်ကင်းလွတ်ငိမ့်လွတ်မြောက်လွတ်လပ်လွတ်ရကျွရလွတ်လွတ်ကျွကျွစာရာတွေနဲ့ဆက်စပ်စကားလုံးတွေဖြစ်ပါတယ်။ အထူးပါတဲ့လှဟာကရိယာအနေနဲ့ရှိကားပူဇော်သည်လို့အနယ်ယူပြီးအနောက်ဖွဲမှလုကင်းစီသည်တဏျာတို့တစုံတရာဆောင်ရွက်ရန်သွားစီသည်ချမ်းလက်သည်လို့အနယ်ရပြီးအရသုံးစကားမှာကရိယာဝိသေသနာအလွန်မင်းဆိုတဲ့အနယ်နဲ့သုံးဆွဲတာတာကြောင့်လှကောင်းလှဆူစတာမျိုးတွေမှလည်းကြားနိုင်ပါသေးတယ်လွနဲ့လှကို꽌ပြခြင်းရောဒီဝကြလေးနဲ့မှတ်သားနိုင်ပါရဲ့ရှင်မောင်ပူဟာကြားကြီးကိုထောင်ချောက်ကနေလွတ်အောင်လွတ်ပေးခဲ့ပါတယ် တန်တူပေမဲ့ရေထုံမတူလို့အနံ့မတူတဲ့စကလုံးနဲ့အမားများတဲ့အုံတစ်ခုကတော့ထုံနဲ့ထုတ်ပါဘတ်တန်နဲ့ထုတ်ဟာကရိယာနဲ့ရစကူဖက်ရွယ်စားသည့်ဖြင့်ပတ်ရည်ဖွဲ့ချည်သည်ပတ်ရည်စုဖွဲ့သည်လို့အနေရတာကြောင့်ထမင်းတုတ်ငွေတုတ်မုံလာတုတ်ဂေါ်ဘီတုတ်တို့နဲ့အထုတ်ထုံနေတဲ့ဆိုတဲ့အုံမျိုးတွေမှာတုံဆွဲနိုင်ပါတယ် တာတနဲ့ထုံဟာကရိယာနဲ့အရာအတွင်းမှပြင်သူရောက်အောင်ပြုသည်ဖန်တီးပြုလုပ်သည်အပြည့်တစုံတရားကြောင့်ယာဒူတာဝင်စသည်မှထွက်သွားစေသည်အပြင်သူအစွန်ထွက်စေသည်ထုတ်ပြန်သည်ကောက်နှုတ်သည်ဆိုတဲ့အ내တွေကိုယူနိုင်ပါတယ်ဒါကြောင့်အပြင်ထုံထုတ်လုံထုတ်ဝေအလုတ်ထုံထုတ်ပြန်ထုံနှုံနဲ့ဆက်ဆက်စကလုံးတွေမှာတုံဆွဲနိုင်ပါတယ်ထုံနဲ့ထုတ်ကို꿰ပြခြင်းရင်တော့အတွင်းဆိုပတ်သက်ထုတ်အပြင်ဆိုတတ်သက်ထုတ်လို့မှတ်သားနိုင်ပါရဲ့ရှင် သုံးများပြီးအမှားများတဲ့အတန်တူစကလုံးနှစ်ခုကတော့ရပင်းချနဲ့ရရစ်ချပါ။ မြန်မာစာရေးသားမှအ내ဖွင့်များပြီးအသုံးများလာတဲ့စကားလုံးဟာရပ်ပင်ကြပါအမြင့်ကနေအနေအမြတ်ကနေအယုတ်အများကနေအနေရောက်တဲ့ရေကြငရေကြဈေးကြလို့အသုံးမျိုးအခြေအနေတစ်ခုကာလတစ်ခုကိုရောက်တဲ့နေရကြတကြံကြလို့အသုံးမျိုးကျွင်းကြံတဲ့စာကြလို့မျိုးအများကြီးရောက်လာတဲ့ဈေးဝဲကြလို့မျိုးရောပါဆုပ်ယုတ်တဲ့အရွယ်ကြလို့မျိုးမအောင်မမြင်ဖြစ်တဲ့စာမီပွဲကြလို့မျိုး ရန်သူလက်ချက်နဲ့အသက်ဆုံးတာရန်သူလက်ထဲမျိုးပြပြီးရွာတွေရောက်တာစီးပွားရေးနိုင်ငံရေးစာရာတွေမှာနလန်မထူနိုင်အောင်ဆုပ်ယုပ်ပြပြတာမျိုးဖြစ်တဲ့ကြာဆုံးလူမျိုးမှာရပင်းကြာကိုရေးသားတုံးဆွေရတာပါ ရရကြကတော့နန်အနေနဲ့ဆိုစပား256တင်းဆန်တော့အဆောက်အုံလို့အနေရပြီးပစ္စည်းအနေနဲ့ဆိုအများပြားကရိယာပစ္စည်းဖြစ်တာကြောင့်ကရိယာစကလုံးဟာအများဖြစ်ကြောင်းဖော်ပြတဲ့ပရိသတ်များခံမာတဲ့သူ ရောက်လာကြပြီးဘာတွေဖြစ်နေတာလဲပြောကြပါအောင်လို့အတုံမျိုးတွေမှာတုံဆွေရမှာဖြစ်ပါတယ်ရှင် နောက်ထပ်အသုံးများပြီးအမားများတဲ့စကလုံးတွေကစာလုံးစီနဲ့စာလိန်စီဖြစ်ပါတယ်။အစင်လိုက်တရှိသည် ရှင်တို့တရှိစေသည်ဆိုတဲ့ကရိယာနဲ့ရှိတဲ့စာလုံးစီကိုတရာရှိရာအနည်းပါဆိုတဲ့အနန်းနဲ့ရှိတဲ့စာလိန်စီနဲ့မာရင်းတုံးဆွဲကြတာပါ။ဒါကြောင့်သူစီ ငါးစီတငယ်ချင်းစီရန်ကုန်မျိုးစီလေစီစတဲ့သုံးမျိုးတွေမှာစာလိန်စီကိုရေးသားသုံးဆွဲရမှာဖြစ်ပြီးစီကုန်းစီချက်စီစဉ်စီမံကိန်းစီမံချက်စီရည်စီရင်စတဲ့ဆက်ဆက်စကလုံးတွေမှာတော့စာလုံးစီကိုမမှန်ကန်ကန်ရေးသားသုံးဆွဲရမှာဖြစ်ပါရဲ့ရှင် မြန်မာစာရေးသားရမှာပျော်ဟန်တဲ့ရီဟန်တနီအပျော်စကပြေနဲ့ရီစကပြေဆိုတဲ့ဟန်နှမျိုးရှိတာကိုဒီပြီးဖြစ်ပါလိမ့်မယ်။စနစ်တင်မြန်မာစာသင်ယူမှာမူလာရန်ကစာပြီးចောင်းသားចောင်းသူတွေကိုပျော်ဟန်နေရောရီဟန်နေပါမိတ်ဆက်တင်ကြနေပြီဖြစ်တာကြောင့်ခွဲပြားတဲ့စကပြေနှစ်ရက်ကိုသူနေရာနဲ့သူမှန်မှန်ကန်ကန်ခွဲခြားသုံးဆွဲနိုင်ဖို့ကလည်းအရေးကြီးလာပါတယ်။လဲနေလဲတုံးကိုပြောရရင်တော့ငါလဲလိုက်မယ်ဆိုတဲ့ပျော်ဟန်မှာနောက်ပြေလဲကိုတုံးရမှာဖြစ်ပေမယ့်ငါလဲလိုက်မည်ဆိုတဲ့ရီဟန်မှာတော့ညက်တဲ့ဝဆန်လုံးပေါက်လဲကိုတုံးရမှာဖြစ်ပါတယ်။ ။ဘာလို့လဲဘာရှာလဲဆိုတဲ့ပြောဟန်အမိဝကြအတွေ့နောက်ပြလဲကိုသုံးရတာကိုပါတတိပြုရမှာဖြစ်ပါတယ်။ဒါအပြင်ရေဟန်ဝကြဖြစ်တဲ့ကျွန်တော်တို့သွားပါအုံးမြီမှာအခရာဥကိုတုံဆွေရေးသားရမှာဖြစ်ပြီးပြောဟန်ဝကြဖြစ်တဲ့ကျွန်တော်တို့သွားပါအုံးမဲမှာအုံးကိုတုံဆွေရေးသားမှာဖြစ်ပါတယ်။အတန်တူဖြစ်တဲ့အုံးကတော့အုံးပင်အုံးကြီးအုံးစံ အုံမှုစားတဲ့အုံနဲ့ပတ်သက်သမျှစကလုံးတွေကလွယ်ရင်ရှိမဆူခဲ့တဲ့အုံနေရာမှာအစာထိုးသုံးလို့မရှိကြောင်းအထူးသတိပြုအားမှာဖြစ်ပါရဲ့ရှင်တကယ်လို့ပြောဟန်တဲ့ရေဟန်မှာခွဲခြားသုံးဆွဲရတဲ့အကွဲပြားတဲ့စကလုံးတွေကိုထပ်မံသိရှိလေ့လာခြင်းရင်တော့ငါမင်းမြန်မာစာ channel တွေကအပြောနဲ့အရေးမရောထွေးစီနေဆိုတဲ့ဒီဗီဒီယိုလေးမှာလေ့လာနိုင်တဲ့အကြောင်းလက်တွေ့လိုက်ပြရစီလားရှင် မြန်မာစာရေးသားမှာပြီးပြီးလို့အတန်ထွက်တဲ့ပြီးဟာကရိယာနဲ့ရအဆုံးသက်သည့်ဆုံးသည့်လို့ဖွင့်ဆိုသလိုပစ္စည်းအနေနဲ့တော့ပြုမှုဖြစ်မှုကြော်လွန်ခဲ့ပြီးဖြစ်ကြောင်းဖော်ပြသောသကလုံးဖြစ်ပြီးတံပန်းသားအနေနဲ့တော့တစ်ခုပြီးတစ်ခုဖြစ်ပျက်သည့်အနေဖြင့်ဆက်ဆက်ပြီးသောသကလုံးဖြစ်ပါတယ်ဒါပေမဲ့ဒီကနေ့ခေတ်ရေးသားတုံးဆွဲနေကြတဲ့ရရင်မပါတဲ့ဘီကတော့မြန်မာစာမှာရေးထုံးမရှိအနက်မဲတဲ့စကလုံးဖြစ်ကြောင်းသတိပေးလိုက်ပါရစေရှင် မြန်မာစာရေးသားများမှာအချိန်ကုန်လူပင်ပန်းသက်သာစေဖို့ဒုကောက်ရေးမှတ်တဲ့အချင်းရှိတတ်ကြပြီမယ်။စာစီစာကုန်အစိုးရချီရမှာပဲဖြစ်ဖြစ်စာမေးပွဲဖြေဆိုတဲ့နေရာမျိုးမှာပဲဖြစ်ဖြစ်တီတီခန့်ခန့်ရှိသားရတဲ့စာရေးသားမျိုးမှာပဲဖြစ်ဖြစ်အဒုကောက်ရေးကိုရှောင်တဲ့အကြောင်းဆရာကြီးမောင်ခင်မင်းဒနုပြူကဂယူပြူတဲ့အသေးအဖွဲများဆောင်းပါးမှာဖော်ပြထားပါတယ်။မိမိအစာမိတလုံးနဲ့ရှိတာမျိုးနှစ်ချိန်တက်ကရိယာထူပြူတွေဖြစ်တဲ့ရူရူတေ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 တတ်တဲ့စာရာတွေကိုအခုလိုရှိတာမျိုး ီကိုတာဟာတူအသက်တင်ပြီးရေတာမျိုးတွေနဲ့သူမဟုတ်ကိုဝိုက်ခွင်းနဲ့ထည့်ပြီးရေတာမျိုးတွေကိုဂယူပြူရှောင်ရှားရမှာဖြစ်ပါရဲ့ရှင်။ဒါပြင်အင်္ဂလိပ်ဘာသာသုံး Food Story ကောမာရီကိုမြန်မာစာရေးမထည့်ပဲပုံဖြတ်ပုံရိုက်သင်ကြတာတွေဖြစ်တဲ့တချောင်းပုံနဲ့နှချောင်းပုံကိုအခုလိုမျိုးစနေတကြမမှန်ကန်ကန်သုံးဆွဲဖို့လိုအပ်တဲ့အကြောင်းကိုလည်းမှာကြားရေးသားထားပါရဲ့ရှင်။ ဒါအပြင်မြန်မာစာရေးနေရင်အင်္ဂလိပ်ရက်စွဲထည့်လိုက်တာမျိုး၊ဂိမ်းအစီအတွက်နိုင်မိနစ်စာရာတွေမှာအင်္ဂလိပ်ကနန်နဲ့ဖော်ပြလိုက်တာမျိုးနဲ့မြန်မာမှုပြုထားတဲ့ interview model စာရေးစကားလုံးတွေသုံးစွဲဖို့လိုလာရင်အင်္ဂလိပ်စကားလုံးကိုမသုံးဘဲမြန်မာစကားလုံးသုံးပြီးရေးသားတဲ့အကြောင်းကိုဂယုပြုပွဲဖော်ပြထားပါရဲ့ရှင်။ ကဲခုဆိုရင်တော့နေစဉ်ရေးသားသုံးဆွဲနေတဲ့မြမစာရေးသားတွေကအသေးမွားမှုအလေးမထားမိတာကြောင့်ပြည့်ရင်းချွတ်ချော်လာတဲ့စကလုံးတွေကိုသိရှိခဲ့ပြီးမှတယောက်ကစာတရားမဖြစ်အောင်တတိပြုရေးသားသုံးဆွဲရင်မြမစာမြမစကားကိုဂုံဝင်းဂုံတင်အောင်ထင်ထင်ကြပါစို့လို့တိုက်တွန်းရင်ဒီဗီဒီယိုလေးကိုဒီမှာတင်မဲရန်နာခွင့်ပြုပါအောင်ရှင်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ like and share လုပ်ခဲ့ပေးပါအောင်နော်အဆုံးထိနားဆင်ကြည့်ရှုပေးကြလို့အထူးကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုလေးဒီမှာလည်းဆက်ဆက်တွေ့ပါမယ်ရှင်တဒါ